ကိုဝန်ဆောင်မမီတွေတင်မောတီစားလို့ရလားဆိုတော့စားလို့ရပါတယ်ဓမ္မတင်မောတီစိမ့်တော့မဟုတ်ပါဘူးเนาะတင်မောတီမှက်မှက်ချူချူလေးကိုစားလို့ရပါတယ်ဒါကြောင့်ကိုဝန်ဆောင်ချင်းအမပေါ့တင်မောတီကြိုက်တက်တဲ့မမီတွေဆိုရင်တင်မောတီမှက်မှက်လေးကိုစားလို့ရပါတယ်ရှင်တင်မောတီကကျမိုင်နဲ့ညီညွတ်တာကြောင့်ကိုဝန်ဆောင်အမေရောခလေးကိုပါကျမစီပါတယ်တင်မောတီစားတဲ့အခါမှာလည်းအခွန်တွေနဲ့အဆိပ်တွေကိုတီချာလေးဖယ်ပေးပါပြီးတော့အလွန်ကျွန်စားတာမျိုးတော့မလုပ်ပါနဲ့ရှင်တန်ဆေးလွန်ပြီးဆိုသလိုပေါ့เนาะဟိုတင်းတော်တဲ့ပမာဏလောက်ပဲဟိုစားပေးပါရှင် ကိုဝန်ဆောင်မမီတွေတင်မောသီးစားတဲ့အခါမှာတင်မောသီးမှာပါဝင်တဲ့ဗီတာမင် A, ဗီတာမင် C, ဗီတာမင် B, ပိုတက်ဆီယမ်အမြင့်တက်ရေတက်တို့ပါဝင်နေရကြောင့်ကိုဝန်ဆောင်မမီတွေတင်မောသီးစားတဲ့အခါမှာအခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိပါရစေ။တင်မောသီးကဘလို့ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေတာလဲဆိုရင်နံပါတ် တဲ့သူကအစာချေစနစ်ကိုကျမ်းမာစေတဲ့ကိုဝန်ဆောင်ချိန်မှာဝမ်းချုပ်တာကအဖြစ်များတဲ့ကျမ်းမာရဲ့ပြဿနာပေါ့နော်ဒီပြဿနာကိုတက်တာစေဖို့အတွက်တင်မောတိမှဲ့စပီးလို့ရတယ်ကျန်းကတော့တင်မောတိမှဲ့မှာအမြင့်တက်ဗီတာကယ်ရိုတိန်ပိုတက်ဆီယမ်နေပါဝင်နေရာကြောင့်သူကအစာချေစနစ်ကိုကျန်းမာစေဖို့အထောက်အကူပေးပါတယ်နံပါတ်2ကကိုခံအစနစ်ကိုကောင်းမွန်စေတဲ့တင်မောတိမှဲ့မှာဗီတာကယ်ရိုတိန်ဗီတာမင် A ဗီတာမင် B ဗီတာမင် C တို့ပါဝင်နေရာကြောင့်ကိုခံအဟောက်ကောင်းစေပြီးရောဂါပိုးတွေကုသမှုအနေနဲ့ကာကွယ်ပေးနိုင်ပါတယ်ရှင် အမှတ်3အချက်ကသွေးနီဦးဆဲအရေးအတွက်ကိုတိုးပွားစေပါတယ်။ကိုဝန်ဆောင်ချိန်မှာသွေးအားနဲ့ယောဂါကြောင့်မမျိုးရော ပီပီလေးပါထိခိုက်မှုမဖြစ်စေဖို့ပေါ့နော်။သွေးနီဦးဆဲလေးတွေကိုဖြစ်ပေါ်အောင်အထောက်အထားကိုဖြစ်စေဖို့အတွက်သင်မောသီးမြင့်လေးတွေကိုစားပေးလို့ရပါတယ်ရှင်။နံပါတ်4အချက်ကရေတက်ကိုပြေးဝစေပါတယ်။သင်မောသီးမြင့်မှာကရေတက်88%ကျော်ပါဝင်နေရာကြောင့်ရေတက်ပြေးဝဖို့ဆိုရင်သင်မောသီးစားပေးလို့ရပါတယ်ရှင်။နံပါတ်5လေးကအင်အားပြေးဝစေတယ်။ကိုဝန်ဆောင်ချိန်မှာမမီတွေခြေကုန်လက်ပန်းကျတာကိုတတ်တာစီဖို့အတွက်ပေါ့နော်။သင်မောသီးကိုစားပေးလို့ ရတယ်။အဲတင်မောတိစာချင်းအဖြစ်ခနာကိုအင်အားပြေးဝစီပြီးတော့ကိုဝန်ဆောင်ချင်းမှာလဲပင်မနှွဲ့နေရအောင်တတစီပါတယ်ရှင်။နံပါတ်6ချက်ကတော့ကိုဝန်ဆောင်မိမိတွေကိုသွေးသွူးတတစီပါတယ်။တင်မောတိမှာပါဝင်တဲ့ပိုတန်စီယမ်ကကိုဝန်ဆောင်ချင်းမှာသွေးထိုးရအောင်ထင်းကြီးပေးနိုင်ပါတယ်။ကိုဝန်ဆောင်သွေးထိုးရှိတဲ့အသူအနေနဲ့လဲတင်မောတိကိုစားပေးလို့ရပါတယ်ရှင်။ကိုဝန်ဆောင်မိမိတွေအနေနဲ့ပေါ့နော်တင်မောတိကိုမစားခင်မှာလဲပြနေကြအိုကြီးရှိလို့ရှင်။ဟောပြနေကြအိုကြီးလေးနဲ့တေချာလေးတိုင်ပင်ဖို့လဲအကြံပေးပြရစီ။ဟောဒါလေးကမိမိတို့သိစီဖို့ ပေါ့နော်ပြန်လဲပြီးတော့မျှဝေပြီးလိုက်တာပါရှင့်